ော်ရင်ဟောပြောပြခဲ့မှုနဲ့ဘွဲတွဲကိုရှောင်းရင်စေကြီးရုံးနယ်တို့တယောက်တည်းဘလောက်ထိကြည်ကွဲလဲပရိသတ်များလောက်ပဲမိလားများရွှေရိုးအိုင်ဘတ်ခွန်ရှိကိုအွန်လိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါရင်စေကြီးခရစ်စတီယာရယ်တို့ဟာအရှုံးကိုတင်မတဲ့ကြောက်ရွံ့သူပါအရင်တော့ဆိုရင်ဘောလုံးပွဲရှုံးတဲ့ညတွေမှာ TV ကိုရိုက်ခွဲဖြစ်ပြီးတညလုံးမအိပ်နိုင်ဖြစ်တဲ့အထိပါပဲ။ Ronaldo ဘလောင်းအထိအရှုံးကိုကြောက်လဲဆိုရင် Morning Hall ပြောပြခဲ့ပူတာရှိပါတယ်။ Morning အတွက်ဆိုရင်လည်း Ronaldo ကိုနီးပြခဲ့စဉ်က Super League အကုန်သိမ်းနိုင်ခဲ့ပေမဲ့ Champions League ဖလားမရခဲ့တာကစိတ်ပြည့်စရာအတော်လေးကောင်းနေမှာပါ။ ရီယိုနေနဲ့ရီယယ်မက်ဒရစ်နဲ့အတူချန်ပီယံလိရဖို့အချိန်ကြီးနှိစက်ခဲ့ပေမဲ့လက်တကန်းအလိုမဲ့ရဲချော်ခဲ့တာတွေအားမလို့အားမရဖြစ်နေမှာသိကြပါရင်မော်ရီဟိုအရီယယ်မှာမော်ရီယိုနဲ့အတူဆီမီဖိုင်နယ်အချိန်ကြီးရောက်ခဲ့ပြီးဖိုင်နယ်ရောက်ရင်ပိုဆွဲပြီးတော့တက်မှတ်ခံရပေမဲ့ဖိုင်နယ်မရောက်ခင်မှာရင်ပြုတ်ပြုတ်သွားတာပါရီယယ်မက်ဒရစ်အတွက်ဆိုရင်လည်းချန်ပီယံလိဂ်ဖလားကိုအရယူဖို့ကြေစင်စုကြီးကိုအသက်သွင်းနေပေမဲ့ကိုချင်းရပြီးတဲ့နောက်ထပ်မရပဲတင်နေတာဖြစ်ပါရင်ရီယယ်မက်ဒရစ်အား2009ခုနှစ်မှာချန်ပီယံလိဂ်ဖလားကိုဇီလန်တို့အစုအဖွဲ့နဲ့အတူ၅ချိန်မြောက်ရရှိခဲ့ပြီးတဲ့နောက် ဆယ်နှစ်အကြာမှာချန်ပီယံလိမ်းမှာထပ်မံဘိုးမဆွဲတော့တာဖြစ်ပါရင်2009ခုနှစ်မှာဘိုးဆွဲပြီးတဲ့နောက်ဆယ်နှစ်အကြာမှာပဲလာဂျီစီမားအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့ပြီး2014ခုနှစ်မှာအတင်းသမိုင်းရဲ့ဆယ်ချိန်မြောက်ချန်ပီယံလိမ်းဖလားကိုရခဲ့ပါရင်အဲနောက်2016ကနေ2016ခုနှစ်ထိ၃ချိန်ဆက်ထပ်မံဘိုးဆွဲခဲ့ပြီးဥရောပရဲ့အကောင်းဆုံးပြိုင်ပွဲကြီးကိုတောက်လျှောက်ကြီးဆိုခဲ့တာပါအစောကကာလအနေမှာရီယယ်မက်ထရီအတွက်အရေးပါဆုံးသောကစားမကခရစ်စတီယာနိုရယ်နိုပဲဖြစ်ခဲ့ပါရင်ရယ်လိုအာချန်ပီယံလိဂ်လူသားကြီးလိုတတ်မှတ်ခံခဲ့ရတဲ့အထိကိုဒိဋ္ဌိကျအောင်မြင်ခဲ့တာပါ ရယ်ဒိုကိုချန်ပီယံလိဂ်လူသားကြီးဖြစ်အောင်တွန်းအားပေးခဲ့တဲ့သူကမော်ရင်ဟိုဖြစ်ပါရင်ရယ်မက်ဒရစ်မှာ2014ခုနှစ်မတိုင်ခင်ရယ်ဒိုချန်ပီယံလိဂ်ဖလားရဖို့အနည်းဆက်ဆုံးဖြစ်ခဲ့တာက2012ခုနှစ်ပါမော်ရင်ဟိုရဲ့ရယ်မက်ဒရစ်ဟာလာလီဂါမှာဆန်ကျင်နေတင်နိုင်ခဲ့ပေမဲ့ချန်ပီယံလိဂ်မှာတော့အသေးခွဲခဲ့ရတာဖြစ်ပါရင်ဂျီမီဗိုင်နယ်မှာဘိုင်ယန်မြူနစ်နဲ့တွေ့ဆုံခဲ့ပြီးပထမအကြော့မှာရယ်ဒို2-1နဲ့ရှုံးနေခဲ့ပါရင်ဒါပေမဲ့ဒုတိယအကြော့မှာတော့ရယ်ဒိုရဲ့အတွင်းကိုနှစ်ခုနဲ့အတူပြန်လည်ဦးဆောင်နိုင်ခဲ့ပါရင်ကံကောင်းစွာနဲ့ပဲရော်ဘင်ကခြေပါကိုပြန်သွင်းခဲ့တာကြောင့်နှစ်ကြောက်ပေါင်းတည်ကြပြီးပရတိအဆုံးပြတ်ခံယူခဲ့ရပါတယ် ။ဒါဒီမှာတော့ Real Madrid တို့3-1နဲ့ရှုံးနေသွားခဲ့တော့တာဖြစ်ပါရင်ရှုံးနေသွားကြည့်မှာ Ronaldo ကအတော်လေးပြိုလဲချိန်ခွဲခဲ့ပြီး Mourinho အနေနဲ့အိမ်ထိသွားရောက်နှစ်သိပ်ပေးခဲ့ရပါရင်ဒီကိစ္စနဲ့ပတ်သက်ပြီး Mourinho ကကျွန်တော်ဘွားမှာရှုံးနေလို့ဆိုပြီးငိုရတဲ့ပွဲကမှမဲရတပွဲပဲရှိပါရင်အဲဒီပွဲက2010ချန်ပီယံလိဆင်မီဖိုင်နယ်မှာ Bayern Munich ကို penalty နဲ့ရှုံးခဲ့တဲ့ပွဲပါ။အဲညမှာအိမ်ကိုကားပေါင်းပြင်ရင်တနင်္လာနေ့ကျွန်တော်ငိုနေခဲ့တယ်။ခဏကြာတော့ကျွန်တော်စီ German Dash ကဖုန်းဆက်ပါရင် ူကကျွန်တော်ကိုအကူအညီတောင်းလာတယ်ဂျေဆုပြုပြီးရန်ဒိုအိမ်ကိုသွားပေးပါလားဟိုမှာ तू တိတ်မလို့ပြိုလဲနေတယ်ကျွန်တော်ကလည်းငါလည်းတူတူပဲကွာလို့ပြန်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ရန်ဒိုအိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်မြေရီကိုတော်ပြီးသူ့အိမ်ကိုကျွန်တော်သွားခဲ့တယ်ရန်ဒိုလည်းကျွန်တော်လိုပဲပြိုလဲပြီးငိုကြွေးနေခဲ့တယ်ကျွန်တော်တို့လည်းလုံးဝဖျက်ဆီးခံလိုက်ရတာပါကျွန်တော်တို့ကလာလီကာမှာစံချိန်တွေချိုးပြီးဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်နေတာပါ။ final တက်သွားရင် final မှာ Chelsea ကိုကျွန်တော်တို့နိုင်မှာကျင်းနေပါရင်ကျွန်တော်ခန်းစားတာတခုကပန်နီကန်ဖို့ကျွန်တော်ရွေးလိုက်တဲ့ Ronaldo, Kaká, Ramos ကပန်နီလွဲခဲ့ကြလို့ပါ။ ဒီကောင်လေးဆိုတာသူတို့ဘွားမှာပနာတီဆိုရင်ဘယ်တော့မှမလဲတဲ့ကောင်လေးလေဒီသုံးရလုံးကပနာတီလွဲတယ်ဆိုတော့ဒါဟာကန်ချမာလို့ပဲကျွန်တော်လက်ခံလိုက်တယ်လေဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင်ဘိုင်မနစ်ဟာဖိုင်နယ်တက်သွားပြီမဲ့ချဲစီကိုပနာတီအဆုံးဖြတ်မှာရှုံးနေသွားခဲ့ပါရင်မော်ရီဟိုဟာရနယ်ဒိုကိုချန်ပီယံလိမ့်မှာအောင်မြင်မှုတွေရယူဖို့ဆိုရင်ဒီလိုရှုံးနေမှုတွေကိုအရင်ခံစားရမှာဖြစ်ကြောင်းနှစ်သိပ်ပေးခဲ့ပါရင်ဒါနဲ့မကအသေးပဲရနယ်ဒိုကိုတရားသည့်တွင်းကို၄၀၅၀တွင်းနိုင်အောင်လဲမိုင်းဆက်ရိုက်ပေးတွင်းခဲ့တာဖြစ်ပါရင် ဒီလိုနဲ့2014ခုနှစ်မှာတော့ရနေဒိုဟာချန်ပီယံလိရဲ့ဘယင်ဖြစ်ဖို့အစားပြိုးတိုင်ခဲ့ပြီးအောင်မြင်မှုရရှိလာခဲ့တာပါနောက်ပိုင်းထိတွေမှာရနေဒိုဟာရီယယ်မက်ဒရစ်နဲ့အတူချန်ပီယံလိကိုနှစ်တိုင်းနီးပါးပိုဆွေးနိုင်ခဲ့ပါတယ်ရနေဒိုနဲ့ချန်ပီယံလိညာချန်တွေကတရွဲတဲဖြစ်ခဲ့ပြီးမစ္စတာချန်ပီယံလိဆိုပြီးခေါ်ရတဲ့အထိဖြစ်လာခဲ့ပါတယ်သူကချန်ပီယံလိပြိုင်ပွဲမှာကောင်းမွေးဆိုတဲ့စံချိန်မှတ်တမ်းမှန်သမျှကိုပိုင်ဆိုင်ခဲ့တဲ့ချန်ပီယံလိပြိုင်ပွဲအောင်မြင်ဆုံးဆာမကြီးလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ နောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီကိုလေးကိုလည်း share ပေးချပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ